ထိုင်းနိုင်ငံမှာမြေသူမြေဝါဖြစ်ကြောင်းတသက်ခံလက်မှတ် CI စာအုပ်ကနေနိုင်ငံကုလက်မှတ် PJ ပြောင်းဖို့ဆောင်ရွက်ပေးနေတယ်။မဟာကျိုင်း TTCC ရုံးကိုစစ်တပ်ကအကြောင်းပြချက်မရှိဘဲပိတ်သိမ်းလိုက်တယ်လို့သိရပါဗျ။ဆိုပါဌာနကိုနိုဝင်ဘာလ15ရက်နေ့ကစတင်ကယာယီရဆိုင်းလိုက်တာဖြစ်ပြီးယာယီအချက်အလက်ကောက်ယူရေးဌာနကွယ်ပြန်လည်ဖွင့်လှစ်မဲ့ရက်ကိုပြန်လည်အတိပေးကြေညာသွားမယ်လို့ဆိုထားပါဗျ။ဘန်ကောက်အခြေဆိုင်မြန်မာတန်ရရှိရုံးကား ထိုင်းနိုင်ငံရောက်အထောက်အထားမဲ့မြန်မာရွှေပြောင်းလုပ်သားတွေမြန်မာနိုင်ငံသားဖြစ်ကြောင်းတသက်ခံလက်မှတ် CI ကနေနိုင်ငံကူးလက်မှတ် PJ ကိုပြောင်းလဲထုတ်ပေးနေတဲ့ဌာနခွဲကိုရက်ကန်တက်မရှိရက်ဆိုင်လိုက်တယ်လို့လည်းအတိပေးထုတ်ပြန်ထားပါတယ်။လက်ရှိမှာကိုရေးနောက်ကျောင်းစီစစ်မှုတွေပြုလုပ်ပြီးနိုင်ငံကူးလက်မှတ်ထုတ်ယူဖို့ကြံရှိနေတဲ့မြန်မာရွှေပြောင်းလုပ်သားတွေအနေနဲ့မိမိတို့ရဲ့နိုင်ငံကူးလက်မှတ်တွေကိုလာရောက်ထုတ်ယူကြဖို့လည်းအတိပေးထားပါတယ်။ထိုင်းရောက်မြန်မာလုပ်သားတွေအနေနဲ့ CI စာအုပ်နဲ့ထိုင်းနိုင်ငံအတွင်းမှာ လေးနှစ်နေထိုင်ခွင့်ရှိပြီးတော့လက်ရှိအချိန်ထိ CI အဟောင်းကနေအစ်စ်ကိုလဲပေးနေဆဲဖြစ်ကြောင်းအခုလိုလှုပ်ဆောင်တာဟာအကျန်းဖတ်ဆေးအဆူနေနဲ့စာအုပ်အနီလို့ခေါ်တဲ့ passport စာအုပ်ပြောင်းက ထိုင်းနိုင်ငံကနေအခြားနိုင်ငံကိုပြောင်းရွှေ့ခြင်းသူတွေကိုပုံမထိန်ချုပ်တင်းကျပ်လိုတဲ့သဘောရှိကြောင်းထိုင်းနိုင်ငံမှာရှိတဲ့အလုသမားရေးဆောင်ရွက်နေသူတွေက သုံးသပ်ထားကြပါတယ်